ါတဲ့ခရင်ယူကောင်းဆောင်တေခါနီးအဖိုးကြီးတွေကိုမေးကြည့်ပါတယ်ငါတို့ရဲ့ PDF တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်သူလူထုလူကြီးလူငယ်တွေရဲ့အသက်တွေငါတို့ရဲ့ကရင်ပြည်နယ်တပြည်နယ်လုံးဝဘောက်ငွေသန်ဆေးရနဲ့ပဲတန်တာလာမေးလို့ဖိုးကြီးတို့ရေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကရင်ပြည်နယ်မှာကရင်ကောင်းဆောင်တွေတော်လန်ရေးအပေါ်တစ္ဆာဖောက်သွားလို့ပောက်ကွဲနေတဲ့မနံမိုးမိုးရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်တန်တက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဟာ စာမတပင်မတအတိတရားမရှိကိုကျင်းစတရားမရှိရုပ်မာတဲ့နော်ကရင်ပြည်နယ်ကိုဖျက်ဆီးရောင်စားတဲ့နော်ကရင်လောက်ကောင်အဖိုးကြီး KNU စီးပွားရေးတမားတို့ရေအခုမှမို့ဘာတင်းတွေကြားလဲဆိုတော့တင်းသစ်တခုနော်ပြည်သူတို့နော်ကရင်ပြည်နယ်အာစလန်ဆယ်လပိုင်း18ရက်နေ့မှာ KNU ခေါင်းဆောင်တွေရအောင်ပြန်တော့ဖွင့်မယ်တဲ့ နော်ဘာကြောင့်လဲဆိုတော့ထိုင်းအာနာပိုင်နဲ့ဒီစစ်တပ်အာနာပိုင်တွေကညစ်နိုင်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုဘောက်ဝေတန်းစီရပေးမယ်အဲ့ဒီအာဆလမ်မကိုသူတို့ရအောင်ကျွန်တော်ဖွင့်ပေးရမယ်သူတို့လည်းရအောင်ဖွင့်မယ်16ရက်နေ့နော်အဲ့တော့ပြောချင်တာတော့ငါတို့ရဲ့ကရင်ပြည်နယ်ရဲ့အနာကငါတို့ရဲ့ကရင်ပြည်လူထုတွေရဲ့အနာကတနိုင်ငံလုံးရဲ့အသက်တွေအနာကတွေကမြို့ဘောင်ဝေတန်းစီရနဲ့ပဲတန်တာလာနော်အဲ့ဒီဘောင်ဝေတန်းစီရနဲ့ငါတို့ PDF တွေရဲ့အသက်ပေါင်းများစွာကိုတို့လဲလိုက်တယ် ငါတို့ကရင်ပြည်သူလူထုကရင်နယ်မြေကရင်မြို့ကရင်ရွာတပြည်နယ်လုံးကိုနဲ့သူတို့လဲလိုက်တာအေးလို့နော်တလိုက်ဆန်ထက်ဆိုးတဲ့ခေါင်းဆောင်တွေလူရောက်မှာခေါင်းဆောင်တွေမျိုးမစစ်အမျိုးဖြက်တိုင်းဖြက်တီဖြက်ဒီနယ်ရောင်းစားနော်လူမျိုးကိုဖြက်စီရောင်းစားနေတဲ့ရောက်တမှာခေါင်းဆောင်တွေဟမ်လောကကိုကြီးစားတရားမရှိစောက်ဆက်တရားမရှိအဲ့ဒီဘတ်ငွေတန်းစီရာနဲ့ နော်နည်းနည်းလေးနဲ့နည်းနည်းလေးနဲ့ကြက်ချီဝက်ချီလောက်နဲ့နင်တို့သွားပြီးတော့မျောတယ်ဟာတန်ဖိုးထားနေတယ်အဲ့ဒီဘောက်ဝင်တန်စီရကူနင်တို့အတွက်အရန်ကိုတန်ဖိုးစီတယ်ငါတို့ရဲ့ကင်ရင်ဒီလူထုတက်ပေါင်းများစွာငါတို့ရဲ့ PDF တွေကတက်ပေါင်းများစွာအနာကပေါင်းများစွာလူငယ်တွေကအနာကပေါင်းများစွာကိုအဲ့ဒီဘောက်ဝင်တန်စီရနဲ့နင်တို့လဲလိုက်တယ်ငါတို့ရဲ့ကင်ရင်ပြည်နယ်ကတန်စီရနဲ့ပဲတန်တာလားငါတို့ရဲ့ကင်ရင်ပြည်နယ်နော်အရန်ကိုတန်ဖိုးစီတဲ့အဲ့ဒီအာစလမ်းမကတန်စီရနဲ့ပဲတန်တာလားဖိုးကြီးတို့ ဟာနေတော့တာလူအောင်နောက်လူစိတ်နည်းနည်းစီလို့စီရင်လေငါတို့မြန်မာပြည်ကြီးမြိတ်ချန်တဲ့နေ့ဒီမိုကရေစီဖက်ဒရယ်ရတဲ့နေ့အာနာစင်အာနာယူစစ်တမအေလို့တွေကြဆောင်တဲ့နေ့အဲ့ဒီကရင်ပြည်နယ်ရဲ့တန်ဖိုးကဖန်ဆစ်ရမကဘူးတေခါနီးအဖိုးကြီးတို့ရေရောက်တမအဖိုးကြီးတို့ရေအမျိုးရောက်အဖိုးကြီးတို့ရေပြည်ဖြက်မျိုးဖြက်ပြည်နယ်ကိုရောင်းစားတဲ့အဖိုးကြီးတို့ရေပြည်သူလူထုကိုဒုက္ခပေါင်းများစွာပေးနေတဲ့မအလားခွေတောက်တဲ့အကြီးစားလောက်ကောင်တို့ရေ ဟာကရင်ပြည်နယ်သားမြန်မာတနိုင်ငံလုံးသားငိမ့်ချမ်းရေးစစ်မနဲ့ငိမ့်ချမ်းရေးလှုပ်လှရေးရတဲ့နေ့ကကရင်အဲ့ဒီကရင်ပြည်နယ်အာစလိုင်းမကငါတို့ရမှာငါတို့ရရမှာလေတန်းစစ်ရမဟုတ်ဘူးတန်းကတိထောင်ဘီလျံဒေါ်လာဘီလျံပေါင်များစွာနဲ့ငါတို့ရမယ်ဟာအခုကနေတော့စာဖို့တာဖို့တန်တို့မိသားစုကောင်းစားဖို့ဘတ်တန်တို့စဉ်းစားကိုလူမျိုးကိုပြည်နယ်ကိုနိုင်ငံတနိုင်ငံလုံး မျိုးဆက်တဲ့အာလောနာကကောင်းစားဖို့တည်းမစင်စားတဲ့ရက်တမတေခါနီးအဖိုးကြီးတို့ရေငါနီတို့ဘယ်လိုမျိုးဆဲရမလဲကွာကဲအခုမှမပြောမယ်နော်ကင်းရင်ပြည်နယ်မှာစစ်တပ်နေတဲ့ຫນွေဥတော်လာရဲ့အဖွဲအစည်းအမှန်တွေနော်ကင်းရင်ပြည်နယ်မှာစစ်တပ်နေတဲ့ PDF အဖွဲစည်းတွေနော်ကင်းရင်ပြည်သူလူထုဘက်မှာရတည်တဲ့ရိုးသားတဲ့ကင်းရင်ကောင်းဆောင်တွေတချို့အကြီးအသေးနီတို့စစ်ခွေးစစ်သားကိုတိုက်ဆရာမလို့တော့ဘူးဒီရောက်မာတဲ့ နော်ဒီရောက်มาပြီးတစ္ဆာဖောင်းတဲ့ဒီ KNU ခေါင်းဆောင်ဒီမှာတို့ကျွန်တော်တိုက်ဆောက်ချစင်ထုတ်နော်စစ်ခွေးကိုညလို့ဆက်တိုက်လို့စင်တော့မနိုင်ဘူးဘာလို့လဲဆိုတော့တို့ရဲ့ခေါင်းဆောင်တို့အဖေခေါ်နေတဲ့တို့ရဲ့အဖူအဖူဖတ်ပြီးတွေကမအလာခွေးအကြီးစားဖြစ်နေလို့ဒလန်အကြီးစားဖြစ်နေတဲ့အကြောင်းအဲကြောင့်မအလာကိုတို့ဘလဘဲနိုင်ချင်းနိုင်ချင်းတိုက်ချင်းတိုက်ချင်းဒီလိုမျိုးဒလန်အကြီးစားကိုဘေးနာမှာကိုကို အောက်ချောက်နေတဲ့သူရဲ့ကိုကိုထိန်ချောက်နေတဲ့သူရဲ့ကိုဘယ်တော့မှမနိုင်ဘူး ုနိုင်စေချင်လို့ဆိုရင်ဒီအဖူးတွေကိုဒီရောက်မာတဲ့တစ္ဆာဖောက်လောက်ကောင်စီးပွားရေးတမငွေမဲ့နေတဲ့ဒီရောက်တမခေါင်းဆောင်တွေကိုရအောင်စောက်ချစောက်ချပြီးမှမလာအောင်တိုက်စောက်ချလို့မရဘူးဆိုရင်ရအောင်ထွက်ပါကရင်ပြည်နယ်မှာနော်အမြန်နီးနဲ့ဆောင်လိုက်ပါနေတော့အလကားတေကောင်းပါဒါမဲ့ဆက်တိုက်မယ်ဆိုရင်အနီးကရန်သူမအားလာတောက်တိုင်အကြီးစားလောက်ကောင်ကြီးစားတွေကိုဖြိုးပါနော်လောက်ကောင်ကြီးစားငါခေါ်တာဒီလောက်ကောင်ဘီစီရတယ်မဟုတ်ဘူးနော် ဒီကရင်လောက်ကောက် KNU ခေါင်းဆောင်အဖိုးကြီးတကိုတို့ရအောင်စောက်ချမယ်တို့ဆင်ရမယ်နေတို့ဆက်တော့အမိတ်နာခံမယ်ဆိုရင်နေတို့ကိုပြန်တော့ရောင်းစားမှာပဲနော်အနုငင်းနဲ့နေတို့ရောင်းစားမယ်နေတို့ကိုအယောင်သွင်းမယ်ပြီးတော့နေတို့ပြန်တော့လောက်ကြမယ်အခုတို့လောက်တယ်လို့မျိုးလေးလေးနှစ်ကျော်တည်းမှာ PD အသက်ရာပေါင်းများစွာထောင်နေစီတာဒီကရင်မင်းနဲ့အသက်ပေးစားတာနော်အဲ့ဒီဘန်းဝေတန်းစီရနဲ့တို့လဲလိုက်တာ PD ရတဲ့ဘက်တည်းမှာဘုကင်းပြည်သူလူထုကလေးလူကြီးတမိသားစုလုံးအများကြီးပဲပေးနေရတယ် ရွာတွေလည်းအများကြီးပြာကြမြို့တွေလည်းအများကြီးပြာကြနောက်ဆုံးတော့ဘန်းဝေတန်စစ်ရနဲ့သူတို့အကောင်လုံးလဲလိုက်တယ်အဲကြောင့်ကရင်ပြည်နယ်ကိုစစ်ဆက်တိုက်မဲ့အဖွဲ့တွေတော်လန်ရေးအဖွဲ့တွေပေါ့နော်မင်းတို့ဘက်ကကရင်လူမျိုးကိုကာကွယ်ခြင်းနဲ့ကရင်ပြည်နယ်ကိုကာကွယ်ခြင်းနဲ့လူရောက်မာရဲ့လက်ထက်မှာမရောက်အောင်နော်ကရင်ပြည်သူလူထုနေတို့ယုံကြည်တာဘလောက်ထောက်ပံ့ပေးလဲ2023ရက်နေ့ခုထိနေတို့တောင်းတန်းကရင်ပြည်သူလူထုတွေမြန်မာတိုင်းနိုင်ငံလုံးတိုင်းရင်းသားတွေအားလုံးနေတို့ကိုဝမ်းမြောက်ထောက်ပံ့ပေးတယ်နော် တို့ဘက်မှာနေတော့ရတီပြီးတော့နေတို့ကဆက်ပြီးတော့ကာကွယ်မယ်ဆက်ပြီးတော့လှုပ်ပေးမယ်ဆိုရင်ဒီအဖိုးကြီးရဲ့စကားကိုတို့ဆက်ပြီးတော့နာခံလို့မရတော့ဘူးဒီအဖိုးကြီးကိုတို့ရအောင်ဆောက်ချမယ်တို့စင်းထုတ်ရမယ်မအားလာကိုနော်မအားလာငါမအားလာကိုငါတို့ပြန်တော့တိုက်တယ်လို့မျိုးဒီအဖိုးကြီးတွေကိုတို့ပြန်တော့တိုက်ရမယ်ဒီအဖိုးကြီးကတီးတယ်လူထုကိုအနှုနီနဲ့တတ်တယ်မအားလာကတီးတယ်လူထုကိုအချမ်းနီနဲ့တတ်တယ်နော်အဲ့ကြောင့်ဒီတော့ပြည်သူကိုချစ်ပါတယ်ပြည်သူကိုအတွက်တို့လောက်ပါတယ်ပြောနေတဲ့អော်နေတဲ့ဟိုဘိုဒီဘိုတွေအားလုံး တော်လန်ရေးခေါင်းဆောင်တွေပေါ့နော်နေတော့ဒီအဖိုးကြီးတရားစကားကိုဆက်ပြီးတော့နာခံမယ်ဆိုရင်မကြခင်နေတော့အလောက်ကျန်တပ်ဖြတ်ခံရမယ်နော်အဲဆောင်အသေးခံမလားအသေးမခံချင်ဘူးပြည်သူလူထုဆက်ပြီးတော့ကာကွယ်မယ်ဆိုရင်ဘာကိုစင်သိမ့်လဲဘာကိုလှုပ်သိမ့်လဲဒီချိန်ဒီခါမှာနော်နေတော့နေလို့မရတော့ဘူးအော်ဒီအဖိုးကြီးတွေကိုလည်းပြန်တော့လှုပ်လို့မရဘူးတော်လန်ရေးကိုတော့ဆက်ပြီးတော့လှုပ်ချင်လို့ရှိရင်တခြားနေရာမှာသွားလှုပ်ပါ ဒီကရင်မင်းနမှာဆက်ဒရော့လုပ်မယ်ဆိုရင်အလကားအချိန်ကုန်မယ်တို့အလကားသိမယ်ပြည်သူလူထုငွေလည်းအလကားကုန်မယ်နော်ဒါမဲ့တကယ်ဆက်လုပ်ချင်တဲ့ဘယ်နေရာမှမပြောင်းချင်ဘူးဆိုရင်တို့တိုက်ရမယ့်ကောင်ကဒီကရင်တစ္ဆာဖောက်လောက်ကောင်ကောင်းဆောင်ဒီအခုဘန့်ငွေတန်းစီရာကိုလက်ခံတဲ့ဒီကောင်းဆောင်ဒီကိုလည်းပြန်တော့ဆင်ရမှာနော်အဲ့ဒါပဲတကြတာလောက်ပါလောက်မရဲဘူးဆိုရင်အမြန်နီးနဲ့ဆောင်ပါ ဆက်ပြီးတော့နေတဲ့လူတွေလှုပ်လို့မရဘူးဆက်ပြီးတော့နေတဲ့လူတွေဆိုရင်တို့အကောင်လုံးတိတ်ကောင်းမှာအကောင်လုံးတိတ်မယ်အကောင်လုံးတိတ်မယ်ဒါတေးစားပဲနော်အဲ့လောက်ပဲနော်ကုလသမဂ္ဂလူခွင့်ရေးကောင်စီဤယုတ်တိမရှိသည့်ဆွဆွဲမှုများကန့်ကွက်ပဲချဟုနိုင်ငံသားရေးဝန်ကြီးဌာနထုတ်ပြန် မြန်မာနိုင်ငံအနေနဲ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့အခြေအမြစ်မရှိတဲ့ဆွဆွဲချက်တွေနဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တဲ့ဆွေးနွေးချက်တွေကိုပြတ်သားစွာကန့်ကွက်ပယ်ချပြီးနိုင်ငံတော်ကဆက်လက်ဆောင်ရွက်နေတဲ့လုပ်ငန်းတွေကိုမျက်ချီမပြတ်အကောင့်ထက်ဖို့ဆောင်ရွက်သွားမယ်လို့နိုင်ငံသားရေးဝန်ကြီးဌာနကအောက်တိုဘာ13ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ဆွစ်ဇာလန်နိုင်ငံဂျီနီဘာမြို့မှာစက်တင်ဘာ10ရက်ကနေ အောက်တိုဘာ၈ရက်အထိကျင်းပခဲ့တဲ့လူ့အခွင့်အရေးကောင်စီရဲ့အကြိမ်60မြောက်အစည်းအဝေးကာလအတွင်းကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့အစီရင်ခံစာနဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးရန်ညားဆိုတဲ့အဖွဲ့ရဲ့အစီရင်ခံစာတို့အပေါ်ပေါင်းဆက်အပြန်အလှန်ဆွေးနွေးမှုကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီတချိန်မှာလည်းအရင်အချိန်တွင်ဤသူတက်ဆိုင်တဲ့နိုင်ငံကကိုယ်စလဲကိုပါဝင်ခွင့်မပြုဘဲကျင်းပခဲ့တာဟာလူအခွင့်အရေးကောင်စီရဲ့အခြေခံမူတွေဖြစ်တဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုတို့နဲ့တွေ့ဖြစ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်လူအခွင့်အရေးကောင်စီရဲ့ဆွေးနွေးမှုတွေနဲ့အစည်းအဝေးခန်းစာတွေမှာစစ်စစ်အတည်ပြုနိုင်ခြင်းမရှိတဲ့အချက်လက်တွေကိုအများအားဖြင့် အသုံးပြုထားပြီးမြန်မာအစိုးရအပေါ်ထက်တလဲလဲဆွဆွဲချက်တွေသာပါဝင်နေတာကိုတွေ့ရှိရတယ်လို့ယုံကြည်မရှိတဲ့အချက်လက်တွေကိုအခြေခံပြီးအခြေမြင့်မရှိတဲ့ဆွဆွဲချက်တွေကိုထက်တလဲလဲပြုလုပ်နေတယ်လို့ဆိုပါရယ် ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးကာကွယ်မြင့်တင်ရေးမျက်နှာစာမှာအရေးကြီးဆုံးရန်ရတရက်ဖြစ်တဲ့လူ့အခွင့်အရေးကောင်စီဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုလက်တွေ့ကျကျဗလိုက်မှုကင်းကင်းနဲ့ဓမ္မတိထိုင်ကျကျရှာမြင်သုံးသပ်ခြင်းမပြုဘဲဗလိုက်ပြီးတစ်ဖက်ဆောင်နေအချက်လက်တွေကိုသာအမှန်အဖြစ်ယူဆကဆောင်ရွက်နေစေဖြစ်တာကိုသတိပြုမိတယ်လို့ဖော်ပြထားပါတယ်။